ောတာရှင်များရှင်ဒါယာဝီမင်းလက်ထက်မှာနန်းတွင်ရေးပြဿနာများက ရှုပ်ထွေးနေတဲ့အခါမို့အနောက်နန်းမိဖုရားမမရလေးဟာကုသိုလ်တော်လောကမာသိန်ဘုရားအနီးတရားစီရမှာကမ္မထံတရားအားထုတ်ရင်ဥပုံရရှိစောင့်သုံးနေလေးရှိပါတယ်ဒါပေမဲ့အတိတ်ကအခုသို့ကံကဟန်ဒီလာလေတော့မောင်တော်သာယာရီမင်းကမမရလေးပေါ်မှာ အထင်တော်လွဲပြီးအမြင့်တော်ထားကထောင်တွင်းအကျဉ်းချထားခြင်းကိုခံရရှာပါလေဒီကမှာမမြလေးဟာမောင်တော့ကိုအပြစ်မတင်ပါဘူးမိမိရဲ့ကုသိုလ်ကံလို့ပဲယူဆရှာပါလေဒါကြောင့်မောင်တော့အပေါ်မှာအရင်ကချစ်ခင်ကျင်နာခဲ့ပုံတွေ တွေးပြီးရွှေဘူးကြီးပြရမှာအတူတကွပစ္စာတိုင်ခဲ့ကြပုံတွေကိုပြန်လဲမြင်ရောက်လာအောင် ်ရှစ်သမျှကိုအစချီဖတ်ပြသခြင်းကိုဒေတာဆက်သွင်းခဲ့ပါတယ်။ဒီသခြင်းမှာနှမတော်ကမောင်တော်အပေါ်မှာရှစ်တဲ့အဖြစ်ဟာလေးစုရီပါတိရာရေမြေတွင်ပြတ်သုံးတောင်မှမမုန်းနိုင်ပါဘူးလို့ပြောထားပုံလေးကိုနားဆင်ကြည့်ကြပါရှင်။ Yeah. Hey. Bye. Bye.